မြန်မာကိုစားပြုတ်ကချင် ဖိုက်တာကြီးအောက်လာအန်ဆန်ဟာဝမ်ချန်ပီယံရှစ်ရဲ့ဂုံတုဆောင် ခမ်းမမှာထည့်သွင်းဂုံပြုခင်ရတဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။အော်တိုဘလာ၄ရက်ကထိုင်းနိုင်ငံမှာထိုးသခဲ့တဲ့ဆူဒင်ဖိုက်တာကာတစ်စတန်ရဲ့ပွဲမှာအလဲထိုးနဲ့အနိုင်ရခဲ့ပြီးနောက်မှာအောက်လာကိုဂုံတုဆောင် ခမ်းမမှာထည့်သွင်းဂုံပြုမဲ့အကြောင်းဝမ်ချန်ပီယံရှစ်ကကြေညာခဲ့တာပါ။ဂုံတုဆောင်ထိမ့်မတ်စုကိုလာမယ့်နိုဝင်ဘာလ16ရက်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့် 1173မှာချင်းမြန်ကိုပြုသွားမှာပါ1ရက်ဂုံတူဆောင်ခမ်းမမှာပထမဆုံးကိုပြုခံရသူကအမေရိကန်ဖိုက်တာတီမီထရော့စ်ဂျွန်ဆင်ဖြစ်ပြီး2024ခုနှစ်စက်တင်ဘာလမှာအနားယူခဲ့ပြီးနောက်ဂုံတူဆောင်ကန်နဝင်ကစားသမားအဖြစ်သတ်မှတ်တင်ညာခဲ့တာပါအဲ့ဒီနောက်ဘရာဇီးဖိုက်တာဗီဗီယာနိုဖာနန်ဒက်စ်ကိုလည်းဂုံတူဆောင်ကစားသမားအဖြစ်သတ်မှတ်ခဲ့ပြီးအောင်လအန်ဆန်ကတတိယမြောက်ဂုံပြုခံရတဲ့ကစားသမားဖြစ်လာခဲ့တာပါ မီဒယ်ဝိတ်နဲ့လိုက်ဟဲဗီဝိတ်ချန်ပီယံကပတ်ချန်ပီယံဟောင်းအောင်လာဟာဝမ်မှာဆယ်နှစ်နီးပါးဖြတ်တန်းခဲ့ပြီးစုစုပေါင်းပွဲ20ထိုးသတ်ခဲ့ရမှာ15ပွဲနိုင်ပြီး9ပွဲရှုံးနိမ့်ခဲ့ပါတယ်ရှင်။